ဒေါ်နယ်ထရိုင်းအစိုးရဖွဲ့တွင်ပါဝင်ခဲ့သူအီလွန်မတ်က2024တမရရေကောက်ပွဲတွင်ထရန့်ဒရမဲဆယ်စီယုံပေးခဲ့စဉ်ကမူရီစေဝါများအလွန်အကျွံသုံးဆွဲခဲ့တယ်လို့နယူးယောက်တိုင်းသတင်းစာကဖော်ပြလိုက်ပြီးနောက်ယင်းသတင်းဖော်ပြချက်ကလှုပ်ကြံပြောဆိုမှုလို့အီလွန်မတ်ကထုတ်ပြန်လိုက်ပါတယ်။ကျွန်တော်ဆေးရီမသုံးပါဘူး။နယူးယောက်တိုင်းကလှုပ်ကြံဖန်တီးပြောတာလို့မတ်ကမေလ31ရက်နေ့က၎င်းပိုင် X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ဆက်ပြီးအီလွန်မတ်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ ဆရာဝန်ညချချက်နဲ့ကီတမင်းဆေးတွေသုံးခဲ့တယ်ဒါကိုလည်း X မှာပြောခဲ့တယ်ဒါကတည်င်းမှမဟုတ်တာစိတ်အခြေအနေရလိုအပ်လို့ဒါပေမဲ့အဲ့ဒီကလေးကမသုံးတော့တာပါလို့ပြေးသားထားပါတယ်မြို့တိုင်းပြည်ဟာဖွဲ့ကလည်းမိုင်းပြောဆိုချက်ကိုအိတ်တွင်ပြန်လဲတုတ်ပြန်ခဲ့ပါတယ်အီလိုမတ်ကတက်တက်တိုက်ခိုက်နေတာဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့တည်င်းတွေကိုသူမကြိုက်ဘူးလေဒီတည်င်းကိုမဖော်ပြခင်ကလေးကသူ့ဘက်ကတုတ်ပြန်မလားခြေပမလားဆိုပြီးအခွင့်အရေးတွေအချိန်ချင်းပြေးခဲ့တယ်ဒါပေမဲ့သူကငြင်းခဲ့တယ်လို့မြို့တိုင်းဘက်ကဆိုပါတယ် ။အီလိုမက်ကမွေးစေးသုံးတဲ့တရင်ကိုရေးသားသူတရင်တော်၂ဦးကမနစ်တီချန်းတွေလှုပ်လှုပ်ခဲ့သူတထာစင်ကိုမေးမြန်းခဲ့ပြီးအတွင်းရေးစာတို့မက်ဆေ့များစာရွက်စာတမ်းများဓာတ်ပုံထောက်ထားများကိုမြင်ခဲ့ရတယ်လို့နယူးယောက်တိုင်းကဆိုပါတယ်။မေလ30ရက်နေ့ကဖော်ပြခဲ့တဲ့အဆိုပါတရင်တွေမက်ရဲ့မွေးရေးစေဝါ30မူကရန်ဖန်ရန်ခါ၃ကျင်းထက်ကျော်လွန်နေကြောင်းအီလိုမက်ခီးသွားတဲ့အခါစီးသက်တာတွေတွင်စေပြား20ခန်းပါသွားကြောင်းစိတ်ကြွစေးပြများလဲပါကြောင်းဖော်ပြထားပါတယ်။တက်စလာလျှက်စစ်ကားကုမ္ပဏီ CEO အီလိုမက်က အစိုးရအဖွဲ့နဲ့လေးလကြာတာဝန်ထမ်းဆောင်မှုပြီးဆုံးသွားတော့လေအနည်းငယ်ချန်ပင်ဖြစ်ဆက်ရှိနေမယ်လို့ဒေါ်နယ်ထရန့်ကမေလ30ရက်တွင်ကြေညာခဲ့ပါတယ်